ကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်ဇက်ကောင်တစ်ခုရပြီဆိုအဆက်ကောင်ပါလေအဆက်ကောင်အတိုင်းပြပြအောင်ပဲကျွန်တော်လုပ်တယ်ကျွန်တော်ရဲလွန်မှုမဟုတ်တဲ့ဟန်တာဖြစ်အောင်ကျွန်တော်ဘလို့စူးစမ်းရမလဲစပင်လက်သေး accessory တွေအကုန်လုံးပေါ့နော်အကုန်လုံးမအကုန်လုံးအစားကျွန်တော်ဘလို့ပြောင်းလဲလို့ရအောင်စူးစမ်းရမလဲဆိုတာပဲကျွန်တော်တွေးမိတာပေါ့ငါမှတချင်းနားထောင်လို့လည်းမရတော့ငါတချင်းမှဆုံလို့မရတော့ငါရုပ်ကကင်မရာထဲမှာကြည့်လို့အဆင်ပြေလားမရှိလားအဲ့အဲ့ဒါကြီးကျွန်တော်မတွေးဘူးကျွန်တော်လှုပ်ရှားရှိအောင်ကျွန်တော်လှုပ်လိုက်တယ်ကျွန်တော်ပြောတာဒီနဲ့တိကျဆောင်တာတဘာဝကြရတယ်ဆိုတော့အဲ့စကားတစ်ခုနဲ့နဲ့ကျွန်တော်အများကြီးပျော်နေပါပြီ ကတော့ကျွန်တော်တို့ရှေ့မှာပထမဆုံးပေါ့နော်သူတော့တစ်စီအနေနဲ့လူလေးတွေတိလာကြတဲ့အချိန်မှာကျွန်တော်ဒီကားကိုဟိုကျွန်တော်အတွက်ဒီဟန်တာဆိုတဲ့စက်ကောင်ကိုစတင်ကမ်းလှမ်းခဲ့တာပေါ့နော်အဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာလည်းအများကြီးပဲပေါ့နော်ရင်ခုန်တာတွေရောပီတိဖြစ်တာတွေရောဟိုကျွန်တော်အတွက်ဒါပထမဆုံးဟိုဇက်ဇက်ကောင်တစ်ခုအနေနဲ့အာလုလုပိုင်ဝင်ရတဲ့ပထမဆုံးဇက်ကားလို့လည်းပြောလို့ရပါတယ်ခင်ဗျာဟုတ်ကျွန်တော်ရဲ့ကိုယ်စွမ်းညံစွမ်းရှိသလောက်လေအကောင်းဆုံး အပြင်ဆင်ထားတယ်ဒီဇက်ကောင်လေးကိုပုံဖော်ထားပါတယ်ဗျာဘာဘာဒီလာဆိုတာဘာကိုပြောတာလဲခင်ဗျာဘာဘာဒီလာဘာဘာဒီလာညလုံးဆိုတာကျွန်တော်စိတ်ရတကားပေါက်လို့ကျွန်တော်တို့တင်ယူခဲ့ရတယ်ပေါ့နော်စိတ်ရတကားပေါက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကอืมကိုယ့်ရဲ့စိတ်ထဲကခံစားချက်တွေအကုန်လုံးကိုမျက်လုံးကနေတရုပ်ဆောင်ပြနိုင်ဖို့လိုအပ်တယ်။အာအစစ်အမှန်တွေပေးနိုင်ဖို့လည်းလိုအပ်တယ်။အဲ့တော့ကြတော့ဒီဇက်ကောင်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကောင်းခြင်းဆိုးခြင်းအကုန်လုံးကို မျက်လုံးကနေလည်းပုံဖော်ရသလိုကျွန်တော်တို့ပါဇက်ကနှုတ်ထွက်စကားကနေပုံဖော်ရတယ်အမှုရာတွေပုံဖော်ရအရေးကြီးဆုံးကတော့မျက်လုံးပဲပေါ့ကျွန်တော်တို့ကလိန်လို့မရအောင်လေမျက်လုံးမျက်လုံးကိုကျွန်တော်တို့ကလိန်လို့မရအောင်ပါဇက်ကသာလိန်လိန်မယ်မျက်လုံးကလိန်လို့မရအောင်အဲ့တော့ကြတော့ကျွန်တော်တို့တရုပ်ဆောင်တွေအတွက်အရေးကြီးဆုံးကအာမျက်လုံးနဲ့တရုပ်ဆောင်တဲ့ဘုရားအရေးကြီးရလို့ဒါကျွန်တော်တယောက်တည်းအထင်မှာဟုတ်ဟုတ်အဲကျွန်တော်တို့ကျွန်တော်ပြောတာဟင်းနဲ့တရုပ်ဆောင်တာတဘာဝကြားရဲဆိုအဲစကားတစ်ခုနဲ့နဲ့ကျွန်တော်အများကြီးပြောနေပါပဲ ကျွန်တော်ကကြတော့ဒီဘောเนาะဒီလုပ်လေးကိုကျွန်တော်စလုပ်ကတည်းကဟာကျွန်တော်ရဲ့စိတ်ထဲမှာအဲ့လိုချောရဖို့တွေလှဖို့တွေဟိုရုပ်ဆိုးသွားမှာတွေကျွန်တော်စိတ်ထဲမှာတိတ်ပြီးတော့မစင်းစားမိဘူးခင်ဗျာကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်ဇက်ကောင်တစ်ခုရပြီဆိုအဆက်ကောင်ပါလေအဆက်ကောင်အတိုင်းပြပြအောင်ပဲကျွန်တော်လုပ်တယ်အဆက်ကောင်ငုံမာလားရှိမာလားစပင်ကဘယ်လိုလဲသူကဘယ်လိုဥမာဗျာဟိုသူ့ရဲ့ dark side ကဘယ်လိုရှိလဲ core side ကဘယ်လိုရှိလဲကျွန်တော်အမြင်နဲ့အဲ့ဒါပဲတွေ့တယ်ငါရုပ်ကကင်မရာထဲမှာကြည့်လို့အဆင်ပြေလားမရှိလားအဲ့အဲ့ဒါကြီးကျွန်တော်မတွေ့ဘူးကျွန်တော်လုပ်ဆရာရှိအောင်ကျွန်တော်လုပ်လိုက်တယ်အဲ့လိုပါပဲ အဓိကတော့ကျွန်တော်ပေါ့နော်ရုပ်ရှင်တကားမှာဟိုကျွန်တော်လုံပိုင်ခွင့်တစ်ခုရပြီဆိုလို့ရှိရင်အဲလုံပိုင်ခွင့်ရတဲ့ဘောင်ထဲမှာကျွန်တော်ဘာပြောင်းလဲလို့ရမလဲပြီးတော့ကျွန်တော်တကားနဲ့တကားမတူအောင်ပေါ့နော်ဟိုကျွန်တော်ရဲလွန်မှုမဟုတ်တဲ့ဟန်တာဖြစ်အောင်ကျွန်တော်ဘယ်လိုစူးစမ်းရမလဲစပင်လက်သေး accessories တွေအကုန်လုံးပေါ့နော်အကုန်လုံးမအကုန်လုံးအစားကျွန်တော်ဘယ်လိုပြောင်းလဲလို့ရအောင်စူးစမ်းရမလဲဆိုတာပဲကျွန်တော်တွေးဟိုပေါ့တွေးမိတာပေါ့နော်ဟုတ်ကျွန်တော်ဒီအသက်အရွယ်ကျွန်တော်ရဲ့လေးလာမှုလေးနဲ့နိုင်တဲ့လောက်လေးဒီဇက်ကောင်ကျွန်တော် အဟိုဝင်အတက်နိုင်ဆုံးပေါ့နော်နိုင်တဲ့လောက်လေးကျွန်တော်ဝင်စားရတာပါပဲဟုတ်အဓိကအပြင်ကကျွန်တော်ရေလွင့်ဆိုတဲ့စိတ်ကိုပြောက်ပြီးဒီစက်ကောင်လေးဖြစ်အောင်မယ်အဲကျွန်တော်စူးစမ်းတာပါဒါပါပဲဟုတ်အဲအဲ့ဒီစူးစမ်းမှုမှန်ကန်တဲ့အတွက်ဟိုချီကျူးခံရတဲ့ရလက်လို့ပဲကျွန်တော်ထင်ပါတယ်ဘလုံးငါရဲ့ကားပေါ်ကိုတက်လို့ရတယ်ကွာတက်ကောင်မတချင်းနားထောင်လို့လည်းမရတော့ငါတချင်းမှာဆိုလို့မရတော့ မိလီနဲ့ကတော့ကျွန်တော်ရှေ့မှာဇလန်တွဲတွေရဲ့ရုပ်ရှင်ကားကြီးတွေနဲ့ကျွန်တော်ရိုက်ဘူးပါတယ်ကိုနေဝင်နဲ့ကတော့ဒါပထမဆုံးပါဒါပေမဲ့ရိုက်ခွင်းမှာကျွန်တော်တို့အမှတ်မရရတခုရှိတာကျွန်တော်တို့ပါဝင်တဲ့သေုပ်ဆောင်တွေညီကိုမောင်နှမတွေအကုန်လုံးကလေဟိုဘယ်လိုပြောမလဲပျော်စရာကြီးရှုတယ်မှာပင်မညားတယ်ဒါပေမဲ့ပျော်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ကအိတ်တာမစ္စရီယာကင်ကင်းနဲ့အဲဒီပန်ဒိုရာကိုကျွန်တော်တို့ဘယ်လိုပုံဖော်ကြရမလဲဆိုပြီးတော့ပဲစိတ်ထဲမှာပဲရှိတယ်တခြားတော့ဘာမှနောက်ရှက်အခက်ခဲတွေဘာမှမရှိခဲ့ဘူးဗျာဟုတ်အဓိကကကျွန်တော်တို့ပန်ဒိုရာရုပ်ရှင်ဇာတ်ကားကိုကြည့် ကြည့်မဲ့အဲလူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်အသည့်တရားတစ်ခုရအောင်ရစေရပါလိမ့်မယ်ကျွန်တော်ကြိုပြီးပြောနိုင်တာဘာလဲဆိုတော့ကျွန်တော်ဗုဒ္ဓဘာသာတိုင်းကဟိုကျွန်တော်တို့ဘာသာရေးကိုကျွန်တော်တို့သိရမယ်ဘာသာရေးမလောက်ခဲ့တော့ငါးပါးသိလားဆိုတော့ကျွန်တော်တို့သိဖို့လိုအပ်တယ်အဲအဲ့ဒါမျိုးကိုကျွန်တော်တို့က message ပေးချင်တာပါဒါမဲ့ကျွန်တော်တို့က horror အကားဖြစ်တဲ့အတွက်ဘယ်လိုမျိုး message ပေးမလဲဘယ်လိုမျိုးတင်ပြရမလဲဘယ်လိုမျိုးဇက်အလှည့်ပြောင်းနေရှိလဲညမင်္ဂလာနဲ့ဘယ်လိုဆက်ဆက်လဲဆိုရဲဟာမျိုးတွေနဲ့ဟိုတွေ့ရမှာပေါ့နော်ဟုတ် အဲကျွန်တော်ကအဲ့လိုမျိုးတော့ judge မလုပ်တော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကတော့မကြုံဘူးသေးလို့ခင်ဗျဟုတ်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါအမ